မင်္ဂလာပါဒီနေ့တော့မင်္ဂလာစုတာနဲ့ပတ်သက်လို့ဆက်လက်မျှဝေတော့ပါမယ်အ how this sutta came to be delivered by the buddha is mentioned in the sutta itself အဘုရားကိုရတိုင်းကဒီမင်္ဂလာသူတရားတော်နဲ့ဆက်လင်းပြီးတော့အကိုရတိုင်းမင်းတော်မူထားခဲ့တယ် for 12 years devas and men wish him to have happiness and well being pondered uh, over the question of what con constituted a uh, mingala or auspiciousness. ဒီဆယ်နှစ်နှစ်ပတ်လုံးလူတွေနဲ့တည်းဟာဒီမင်္ဂလာဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့စဉ်းစားနေကြကြတာ우ဘုရားရှင်ကသိရှိတော်မူပြီးတော့ဒီမင်္ဂလာတုတ်တရားတော်နဲ့ဆက်လင်းပြီးတော့ကိုယ်တိုင်မိန့်တော်မူခဲ့ပါတယ် In this light the devas with the problems of mingala taka knew that the buddha was only person who could give them the right answer ဒီနှစ်သားတွေရာလဲပေါ့နော်ဒီမင်္ဂလာဆိုတာ ਨੇ ပတ်သက်တဲ့ဒီ problems ကိုပေါ့နော်သူတို့နတ်တရဲ့အကြီးအကဲတရားမင်းထံသွားရောက်မေးမြန်းကြတယ်တရားမင်းကလည်းဒီအချက်ကိုဖျားရှင်ကပဲမှတ်အောင်ဖြည့်ဆွနိုင်လိမ့်မယ်လို့ပြန်လည်ပြီးတော့ပြောကြခဲ့တယ် Thakur sent a devar on his behalf to the Buddha at the Siddhavana monastery donated by Anatha Pindika. It was there that the Buddha delivered the Mingala Sutta to the devar during the night. ဒါနဲ့ပဲပေါ့နော်တရားမင်းကလည်းနှစ်သားတစ်ပါးကိုသူ့ရဲ့ကိုစားအနာတပိန်တထေးကြီးလူတန်းထားတဲ့ဇီရဝန်ကျောင်းတော်ကိုတွားရောက်ဖို့အတွက်စီလွတ်လိုက်တယ်။ဒီလိုနဲ့ဘုရားရှင်ကလည်း ဲ့ဒီညမှာပဲနှစ်သားကိုမင်္ဂလာတုတ်အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ရှင်းလင်းမေကြားတော်မူခဲ့ပါတယ်။မင်္ဂလာတုတ်ဟာဆိုလို့ရှိရင်ကြီးပွားကြောင်းကျင့်စဉ်နေဖြစ်တဲ့အကြောင်းเนาะပြည့်ပြည့်စုံစုံနှစ်သားကိုပြန်လဲပြီးတော့မှဖြေကြားခဲ့တယ်။ This sutta has in 12 stanzas of verses ဒီတုတ်တော်မှာဆိုရင်ပေါ့เนาะဂါထာပိုက်12ခု ပါရှိတယ်။ one stanza is the diva's requests ဂါထာတစ်ပိုက်ကတော့နတ်ဒီဝါကနေပြီးတော့ဘုရားရှင်ထံကိုတောင်းပန်လျှောက်ထားတဲ့အပိုင်းပေါ့နော်တောင်းဆိုတဲ့အပိုင်း to the buddha ဘုရားရှင်ကို and 11 stanzas are the buddha's replied ကျန်တဲ့ဒီဆက်တဂါထာကတော့อืมဘုရားရှင်ကပြန်လဲပြီးတော့မိစုဟောကြားထားတဲ့အပိုင်းဖြစ်တယ် it has been usually chanted by the monks soon after they are honored and served formally or informally by the lay devotees ဘုရားကြီးရတော့ပေါ့နော်ဒီမင်္ဂလာသုတ်တရားတော်ကိုနေ့စဉ်အမြဲရွတ်ဖတ်ပူဇော်မှုပြုကြတယ်လူဝိကြောင်ကြီးကတော့နေ့စဉ်လည်းရွတ်တာရှိတယ်ဒါမှမဟုတ်ရင်အဲကိုယ့်ရဲ့မွေးနေ့တွေမှာဖြစ်ဖြစ်နော်အဲ့လိုမျိုးလေးသတ်မှတ်ထားပြီးမှရွတ်ဖတ်ကြတာလည်းရှိပါတယ် uh, and the strong Buddhists believe that listened and the recital of the discourse of auspices they would be undefeated in every respect every respect ဒီဗုဒ္ဓဘာသာဝင်နေရတော့ဗောနော်ဒီမင်္ဂလာတရားတော့ဟောကြားချက်ဒီတနာလေးကိုယုံကြည်စွာနဲ့ကြားနာမယ်ရွတ်ဖတ်ပူဇော်ကြမယ်ဆိုရင် တရားတော်လားဒီတနာတော့အတိုင်းပဲနော်မိတော်မူထားတဲ့အတိုင်းလီလီဆဆလိုက်နာကျင့်ဆောင်ကြမယ်ဆိုရင် ကောင်းကျိုးတွေပဲခံစားမှုရကြရရှိကြမယ်အများရဲ့ယူတီလီစားမှုလည်းရမယ်အဲနောက်ဘယ်တော့မှမဆိုပေါ့အမြဲတမ်းဒါနဲ့ပတ်သက်ပြီးလို့ရှိရင်ပေါ့နော်ဟိုအောင်မြင်မှုတွေအမြဲတမ်းရရှိမယ်လို့လည်းယုံကြည်ထားကြပါလေလေးမြတ်ထားတဲ့တုတ်တရားတော်တစ်ခုဖြစ်ပါတယ်အားလုံးအဲဆိုလို့ရှိရင်မင်္ဂလာတုတ်တရားတော်ဆိုရင်

ဒီမင်္ဂလာတုတ်တရားတော်ဟာလူမှုရေးဆိုင်ရာကျင့်ဝတ်တွေကိုလည်းနေ့စဉ်လိုက်နာကျင့်သုံးဖို့ဒီမင်္ဂလာတုတ်တရားတော်မှာညွှန်ပြထားတဲ့အတိုင်းပဲလိုက်နာကျင့်သုံးဖို့လည်းနှိုးဆော်တိုက်တွန်းထားပါတယ်ဒီမင်္ဂလာတုတ်မှာအဲပါရှိတဲ့တရားတွေဟာလောကီရေးရနဲ့ရောလောကုတ္တရာရေးရနဲ့ပါသက်ဆိုင်တဲ့ကြီးပွားကြောင်းကျင့်စဉ်တွေဖြစ်လို့ဒီဘုရားယဉ်ကျေးမှုပေါ့နော် ုရားယဉ်ကျေးမှုနယ်ပယ်မှာဆိုရင်ထင်ရှားကြော်ကြားတယ်။ဒါကြောင့်မို့ဒီတရားဒေသနာတော်မှာပါတဲ့အကြောင်းအရာတွေအရဆိုရင်နေ့စဉ်လိုက်နာကျင့်သုံးကြမယ်ဆိုလို့ရှိရင်တော့ဗောနောဘဝမှာတုတ်တက်ကြီးပွားမယ်ကောင်းကျိုးတွေရမယ်ရန်သူတွေကိုလည်းအောင်နိုင်မယ်ဆိုတာကိုလည်းဒီဘုရားကရှင်းပြခဲ့တာ၄ရှိပါတယ်ဒီ ဖျားရှင်ပွင့်လာပြီးတဲ့နောက်ဒီနတ်သားတစ်ပါးမိလျှောက်တာကိုလည်းဖျားရှင်ကမင်္ဂလာရဲ့အနှစ်သာရတွေလည်းရှင်းပြခဲ့တယ်။မင်္ဂလာရဲ့အယူအဆပြဿနာတွေကလည်းပြည်လည်သွားခဲ့တယ်။ဒီဗုဒ္ဓဖျားရှင်ညွှန်ပြတာကမင်္ဂလာဆိုတာတုတ်တက်ကြီးပွားကြောင်းအကျင့်နေဖြစ်တယ်။ဒီအကျင့်တွေကိုကျင့်မယ်ဆိုရင်လောကီလောကုတ္တရာကောင်းကျိုးတွေရမယ်ဘဝမှာလည်းတုတ်တက်ကြီးပွားမယ်ရန်သူကိုလည်းအောင်မြင်နိုင်မယ်ဆိုတာဒီရှင်းပြခဲ့တယ်။ ဒီမင်္ဂလာတုံမှာဆိုရင်ကြီးပွားချမ်းသာကြောင်းကျင့်စဉ်နေဖြစ်တဲ့38ဖြာမင်္ဂလာတွေပါဝင်ပါတယ်ဒီနေ့တော့ဒီလောက်နဲ့မျှဝေပြီးနောက်နေ့မှာ38ဖြာမင်္ဂလာတရားတော်နဲ့ပတ်သက်တာမင်္ဂလာအကြောင်းအရာတွေကိုဆက်လက်မျှဝေသွားပါမယ်